ားလုံးမင်္ဂလာပါဖင်တီရှင်ဒီစီယူကျူးရှင်တွေကပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့တင့်ရဲ့စိတ်ကူးရင်အိမ်မထေးကချစ်သူကိုဘယ်လို manifest ပြုလုပ်ရမလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ် စိတ်ကူးရင်အိမ်မဲထီကချစ်သူဆိုတာကိုယ့်ရဲ့ X လေးမဟုတ်တလို့ကိုယ့်ရဲ့ crash လေးမဟုတ်ပါဘူးကို့အနေနဲ့ယင်းနီကျွဲဝင်တိဖူးပြီးတဲ့တစုံတရာမဟုတ်ပါဘူးကို့တက်မှတ်ထားတဲ့ချစ်သူတရာမဟုတ်ပါဘူးကို့ရဲ့စိတ်ကူးရင်အိမ်မဲထီမှာတီးတဲ့ချိနေတဲ့ကိုလိုချင်တဲ့ပုံစံမျိုး ကို့ချစ်နေရတဲ့ပုံစံမျိုးဖြစ်နေတဲ့ချစ်သူကိုဆိုလိုပါတယ်ဒါကြောင့်တင့်အနေနဲ့တင့်ရဲ့စိတ်ထဲမှာတက်မဲ့ထားတဲ့ချစ်သူတစုံတစ်ယောက်ကလည်းမချိသေးဘူး ကိုရဲ့ရီစာဟောင်းချစ်သူဟောင်းအိမ်ထောင်ပဲအဟောင်းကိုလေးပြင်လို့ရှိနေတာမဟုတ်ဘူးကိုသိနေတဲ့တစုံတရားကို manifest people စ조사နေတာလေးမဟုတ်ဘူးအဲ့ဒီလိုမျိုးဆိုရင်သင်အနေနဲ့ relationship အတိတ်တခုကိုလိုရှင်နေကိုအတွက်ကောင်းမွန်တဲ့ relationship တခုကိုရမယ်ကိုအတွက်ပါဖဲဖြစ်မိချစ်သူအတိတ်တရားကိုလိုရှင်နေဆိုရင်ဘလို့ manifest ပြုလုပ်ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်ကဲဒါဆိုရင်ဗီဒီယိုကိုစကြရအောင် ဒီဗီဒီယိုအသေးမှာတော့နီးလင်းနှမျိုးကိုပြောပြပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေအနေနဲ့ကို ပြုလို့ရှင်တဲ့နီးလင်းကိုပြုလို့ရပါတယ်သို့မဟုတ်အဲ့ဒီနီးလင်းနှမျိုးကိုပေါင်းစဲပြီးရင် manifest ပြုလို့မေဆိုရင်လေးဖြစ်ပါတယ်ပထမနီးလင်းကတော့စာရွက်တွေ့နဲ့ဘောပင်တစ်ချောင်းကိုယူပါပြင်းတင်ချစ်သူဖြစ်ရှင်တဲ့လူရဲ့ပုံစံမျိုးကိုအဲ့ဒီစာရွက်မှာရေးချပါဥပမာအရဲ့အရှင်နဲ့ ဒါမှမဟုတ်အသားညိုတာလားအသားဖြူတာလားမျက်ခုံးမျက်လုံးကောင်းတဲ့လူလားအဲ့ဒီလိုပုံစံမျိုးပေါ့နော်သူ့ရဲ့ပုံပင်းသွင်ပြင်ကဘလို့ပုံစံမျိုးဖြစ်မလဲအဲ့ဒီသင်လို့ရှင်တဲ့ပုံပင်းသွင်ပြင်လက္ခဏာမျိုးကို ရေးချပါပြီးရင်နောက်တစ်ခုကသူ့ရဲ့အလုတ်ကဘလို့ဟာမျိုးလဲဘလို့အလုတ်ကင်မျိုးကိုလုတ်ပြီးရင်အသွင်မျိုးဝင်ကြောင်ပြုတ်နေတဲ့လူဖြစ်တယ်လေအဲ့ဒီလိုဘလို့ပုံစံမျိုးအလုတ်လုံးနေတဲ့လူကိုလိုရှင်တယ်လေအဲဥပမာ စီဝိုင်းလုံငယ်လုံနေတဲ့လူဖြစ်သလားဒါမှမဟုတ်ဝင်ထဲလုံနေတဲ့လူလားဝင်ထဲမှာလေဘလို့ပုံစံမျိုးဝင်ထဲမျိုးလေးအဲ့ဒီလိုပုံစံမျိုးလေးတွေကိုစဉ်းစားကြည့်ပါမြင်နောက်တစ်ချက်ကသူ့ရဲ့စိတ်နေသဘောထားမျိုးကဘလို့မျိုးလေးစိတ်ကောင်းနှလုံးကောင်းရှိတာလားအေးဆေးတည်ငြိမ်တတ်တာလားအဲ့ဒီလိုကိုယ်ကျိန်းနေတတ်တဲ့ပုံစံလေးကိုရေးချပါမြင့်သူ့ရဲ့ဝါသနာကဘလို့ပုံစံမျိုးလဲတရှင်းဆိုရတာဝါသနာပါတဲ့လူလား ဂီတတရားတာဝါသနာပါတယ်လူလားဒါမှမဟုတ်စာရေးနေတာကိုဝါသနာပါတာလားဒါမှမဟုတ်အကားစားဝါသနာပါတယ်လူလားဒါမှမဟုတ်သင်တဲ့ဝါသနာတူတဲ့လူလားဘလို့ပုံစံမျိုးလေးအဲ့ဒီလိုသင်လို့ရှင်တဲ့ပုံစံသင်ရဲ့ပါတနာဖြစ်လာမယ့်လူရဲ့ပုံစံလေးကိုရေးရှာပေးပါ ဒီလိုသူ့အကြောင်းကိုစဉ်းစားပြီးစာရေးချတဲ့အချိန်မှာတချို့တလေသောအကြောင်းအရာတွေကိုသင်စဉ်းစားလို့မရတာတွေရှိကောင်းရှိနေမယ်။အဲ့ဒီအချက်အလက်တွေနဲ့ပတ်သက်ပြီးအရင်ကြီးကိုစိတ်ဖိစီးမခံပါနဲ့။အရင်ကြီးအသေးစိတ်ရေးချနေကြတော့မလိုပါဘူး။ဒီလိုရှင်တဲ့သူရဲ့ပုံစံတွင်ပင်အချက်အလက်အချို့ပါဝင်ခင်းရင်တော့လုံလောက်ပါပြီ။ တင်လို့ရှင်တဲ့ပုံစံအချက်အလက်အချို့ပါဝင်စွာရေးချနိုင်ပြီဆိုရင်တင်ဟာဘလို့လူမျိုးကို manifest ပြုလုပ်ရှင်တလေးဆိုတာကိုအတိအကျသိသွားပြီဖြစ်ပါတယ်။တချို့တလေတွေကြားပြန်တော်လေးကိုလိုရှင်တဲ့ပုံစံကိုအတိအကျသက်မှတ်နိုင်တာမရှိသေးဘူးဆိုရင်လေကိုကိုပျော်ရွှင်အောင်ထားနိုင်မေးလူကိုကိုပိုကောင်းမွန်မေးလူအဲ့ဒီလိုပုံစံမျိုးကိုစဉ်းစားတွေးတောလိုက်ပါ။ တနည်းအားဖြင့်ပြောမယ်ဆိုရင်ကုလိုရှင်နေတဲ့ relationship ပုံစံမျိုးကိုဆိုလိုပါတယ်။သင်လိုရှင်တဲ့ relationship ပုံစံမျိုးကဘယ်လိုပုံစံမျိုးလဲ။သင်အပေါ်တစ္ဆာရှိတဲ့ relationship မျိုးလား။သင်အပေါ်မှာအရင်းကိုဂရုစိုက်တဲ့ relationship မျိုးလား။သင်ကိုပျော်ရွှင်အောင်ထားပေးနိုင်တဲ့ချစ်သူမျိုးလား။ဒါမှမဟုတ်သင်မှသင်တင်းတင်းဆွေဖြစ်နေတဲ့သူမျိုးလား။စသဖြင့်ပေါ့နော်။ကုလိုရှင်တဲ့ relationship ပုံစံမျိုးကိုသင်ရှာစဉ်းစားကြည့်ပါ။ ဒီလိုပုံစံမျိုးနဲ့ကိုလိုရှင်နေတဲ့ချစ်သူပုံစံမျိုးကိုလိုရှင်နေတဲ့ relationship ပုံစံမျိုးကိုစနဲ့ချရေးလိုက်ပါဒီလိုရှင်နေတဲ့ပုံစံမျိုးကိုအတိအကျစာနဲ့ချရေးပြီးတဲ့အခါမှာ manifestation လုပ်ငန်းစဉ်စတင်လို့ရပါပြီ။တီတော့သင်ပြုလုပ်လို့တဲ့ manifestation နည်းလမ်းကဘလို့နည်းလမ်းမျိုးလေး visualization လား affirmation လားစသဖြင့်ပေါ့နော်ပုံစံအမျိုးမျိုးရှိပါတယ်။အဲ့ဒီအထက်မှာကိုပြုလုပ်ရှင်တဲ့ manifestation နည်းလမ်းကိုအသုံးပြုလို့ရပါတယ်။ manifestation နီးနည်းတွေထဲကဘေးနီးနည်းကိုပဲအသုံးပြုဖို့အကုန်လုံးကတော့စိတ်ကူးယဉ်မှုကိုအရှိခံထားတာရှိပြီဖြစ်ပါတယ်။ဒီတော့အခုအချိန်မှာစိတ်ကူးယဉ်မှုလုပ်ငန်းစဉ်ကိုပြုလုပ်ကြပါမယ်။အဲ့ဒီစိတ်ကူးယဉ်မှုလုပ်ငန်းစဉ်ထဲမှာသင်ဟာသင်လိုရှင်နေတဲ့ချစ်သူကိုရနေပြီ။သင်လိုရှင်နေတဲ့ relationship ကိုရနေပြီ။အဲ့ဒီတော့ရနေတာဟာအခုရနေတာဖြစ်တယ်။အဲ့ဒီတော့ရနေတာက rank ခဲတဲ့တစ်နှစ်ကလေးကအခုအချိန်ထိရနေတာဖြစ်တယ်လို့စဉ်းစားကြည့်ပါ။ ။တင့်ရဲ့စိတ်ကူးယဉ်မှုထေးမှာတင်လို့ရှိနေတဲ့ချစ်သူတင်လို့ရှိနေတဲ့ relationship ကိုရနေတာတစ်နှစ်လောက်ရှိပြီလို့သိပေးပါ။တကင်းကိုအင်အိုးဝေကောင်းတဲ့ relationship ကိုပိန်ဆိုင်ထားပြီးမို့လို့တင်ဟာအခုအချိန်မှာစိတ်ခင်စားချက်တွေအရင်ကိုကောင်းမွန်နေပါတယ်။တင်ရဲ့စိတ်ခင်စားချက်တွေဟာတကင်းကိုပဖဲဖြစ်နေတယ်တော့သိပေးပါ။ သင်ဟာအတိတ်တစ်ချိန်တုန်းကဘဝမှာမပျော်ရွှင်ခဲ့တာတွေတွေရှိကောင်းရှိနိုင်တယ်။ပြီးရင်သင်ဘဝမှာ relationship နဲ့ပတ်သက်လို့မလုံခြုံမှုတွေတွေရှိခဲ့တာတွေဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့အခုအချိန်မှာသင်ဟာကောင်းမွန်တဲ့ relationship တစ်ခုကိုပိန်ဆိုင်ထားရပြီးသင်လိုရှင်နေတဲ့ချစ်သူတယောက်ကိုပိန်ဆိုင်ထားရပြီးမို့လို့သင်ဟာလုံးဝကိုပျော်ရွှင်နေတဲ့လူလုံးဝကိုစိတ်ချလုံခြုံနေတဲ့လူတယောက်ဖြစ်နေပြီ။အဲ့ဒီလိုပုံစံမျိုးစိတ်ကူးရင်ပေးပါ။ သင်ဟာသင်လိုရှင်နေတဲ့ပုံစံမျိုး relation ship ကိုပိုင်ဆိုင်ထားပြီမို့လို့သင်ရဲ့စိတ်ခင်စားချက်တွေထိမှလင်းလင်းနဲ့နဲ့လုံခြုံမှုတွေစိတ်ရှားမှုတွေစိတ်ချမ်းသာမှုတွေရှိနေတယ်တော့သိပေးပါ အခုသင်ပိုင်ဆိုင်ထားရတဲ့ပုံကိုဟာသင်အတွက်အလိုက်ဖဲဆုံးအကောင်းဝင်ဆုံးဖြစ်နေတယ်တော့သိပေးပါ ဒီလိုစိတ်ကူးရင်မှုပြုလုပ်နေတဲ့အချိန်မှာသင်လိုရှင်နေတဲ့လူပုဂ္ဂိုလ်စီမှာအာယုံစိတ်ဖို့တဲ့သင်ရဲ့စိတ်ခင်စားချက်ပေါ်မှာပုံမအာယုံစိတ်စီရှင်ပါတယ်။ အခုတော့တင်လို့ရှင်နေတဲ့ချစ်သူတင်လို့ရှင်နေတဲ့ relationship မျိုးကိုပိုင်ဆိုင်ထားပြီးမို့လို့တင်ရဲ့စိတ်ခင်စားချက် emotion တွေဟာဘလို့ဖြစ်နေမလဲတင်ရဲ့ခန္ဓာကိုယ်ထဲမှာဘလို့ emotion တွေစီးဆင်းနေမလဲတင်ရဲ့ပုံစံကဘလို့ပုံစံမျိုးဖြစ်နေမလဲ any emotion တွေ စိတ်ခင်စားချက်တွေအပေါ်မှာအာယုံစိတ်ပါ ။ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီစိတ်ခင်စားချက်ကပဲသင်လို့ရှင်နေတဲ့ relationship ကိုလွေကူမြင်ဆင်စွာ manifest ဖြစ်စေနိုင်ပါလိမ့်မယ်။ဒီနေရာမှာဒီစီကအဆင့်နှစ်ဆင့်ကိုပြောခဲ့တယ်။အဲဒီမှာပထမတစ်ဆင့်ကတော့သင်လို့ရှင်နေတဲ့ချစ်သူပုံစံမျိုး၊သင်လို့ရှင်နေတဲ့ relationship ပုံစံမျိုးကိုစာနဲ့ချရရမယ်။ နောက်တစ်စင်းကတော့အဲ့ဒီချစ်သူအဲ့ဒီ relationship ကိုရရှိပိန်ဆိုင်နေပြီးပြီဆိုပြီးတော့စိတ်ကူးရင်ရမယ်ရရှိပိန်ဆိုင်နေတာအခုမှရတာမဟုတ်ဘူးအဲ့ဒီချစ်သူအဲ့ဒီ relationship ကိုရနေတာတစ်နှစ်လောက်ရှိပြီဆိုပြီးတော့စိတ်ကူးရင်ရမယ်အဲ့တော့ဒီစိတ်ကူးရင်မူထိမှာကိုလိုရှင်နေတဲ့ပုံစံကိုလိုရှင်နေတဲ့ relationship ကိုရရှိပိန်ဆိုင်ထားပြီးမို့လို့ကိုယ့်ရဲ့စိတ်ခင်စားချက်တွေကဘလို့လုံခြုံမှုရှိတယ် ကိုယ့်ရဲ့စိတ်တွေဟာဘလို့ပျော်ရွှင်နေရတယ်ဘလို့စိတ်ချမ်းသာနေရတယ်ဆိုတဲ့ emotion တွေကိုများများခံစားပေးဖို့ပြောထားတယ်။ဒါသီပင်နေရင်ကိုလိုရှင်နေတဲ့နောက်ဆုံးရလဲမှာနေထိုင်တာဖြစ်တယ်။ဒါသီပင်နေရင် manifestation ရဲ့တော့ရှယ်ဖြစ်ပါတယ်။ရဲ့စိတ်ကူးရင်အိမ်မထိမှာရှိနေတဲ့နောက်ထဲ manifestation နည်းလမ်းတစ်မျိုးကတော့ပထမနည်းလမ်းလိုပဲပထမဦးဆုံးအနေနဲ့အဲအဲ့ဒီကိုလိုရှင်တဲ့ပုံစံလေးတွေကိုစာနေရေးရှားမှာပဲဖြစ်ပါတယ်။ ရှင်ကပြောခဲ့သလို ကိုလိုရှင်နေတဲ့ချစ်သူပုံစံမျိုးကိုလိုရှင်နေတဲ့ relationship ပုံစံမျိုးကိုစာနဲ့ရေးချလိုက်ပါပြန်ရင်စာရေးချတဲ့လုပ်ငန်းစဉ်ကိုပဲဆက်လက်ပြုလုပ်ပေးမှာဖြစ်ပါတယ်။စာရေးချတဲ့လုပ်ငန်းစဉ်ကတော့ကိုယ့်ရဲ့ manifestation ကိုအချိန်အဟုန်မြင့်တင်လိုက်တာပဲဖြစ်ပါတယ်။အဲ့တော့ဘလို့စာနဲ့ရေးချရမလဲဆိုရင်ကိုလိုရှင်နေတဲ့ချစ်သူ ကိုလိုချင်နေတဲ့ relationship ကိုရရှိပြီးသားပုံစံမျိုးအနေနဲ့ကိုဘဝမှာဖြစ်နေတဲ့ပုံစံမျိုးလေးတွေကိုရေရှားပေးရမှာဖြစ်တယ်။ကိုလိုချင်နေတဲ့ချစ်သူနဲ့အတူတကွ relationship ရှိနေပြီးမို့လို့ကိုယ့်ရဲ့ဘဝမှာဘာတွေဖြစ်နေသလဲဆိုတာကိုစာနဲ့ရေရှားမှာဖြစ်ပါတယ်။တရက်မှာအနေဆုံးစာတစ်မျက်နှာခန်းရေရှားပေးရမှာဖြစ်တယ်။တကယ်တော့တစ်မျက်နှာထဲပို့ပြီးရင်နှစ်မျက်နှာလောက်ရေရှားမယ်ဆိုရင်လည်းဖြစ်ပါတယ်။ အဲ့ဒီတော့သူနဲ့အတူတကွရှိနေပြီးဖြစ်နေတဲ့ဘဝကိုပိန်ဆိုင်ထားပြီးပြီမို့လို့တင်တော်နှစ်ယောက်ဟာအတူတကွဘေးနေရာကိုသွားကြတယ်၊ဘာတွေပြောကြတယ်၊ဘာတွေလုပ်ကြင်ကြတယ်အဲ့ဒီလိုပုံစံမျိုးကိုစာနေရေးချပါပြီးတော့တင့်ရဲ့စိတ်ရဲ့ခံစားချက်တွေထိမှဘလို့ဖြစ်နေသလဲ။သူကတင့်ရဲ့စိတ်ခံစားချက်ကိုပျော်ရွှင်အောင်လုပ်ပေးနေသလားစသဖြင့်ပေါ့နော်။တင့်ရဲ့နေ့တနေ့တာမှာဘလို့စတင်နေသလဲ။သူနဲ့အတူတကွရှိနေတဲ့အချိန်မှာဘလို့ဖြစ်နေသလဲ။နေ့တနေ့တာမှာဘလို့ အဆုံးသဲသွားတယ်လေအဲ့ဒါလေးတွေကိုစာနဲ့ရေးချပေးပါ ဥပမာနေ့တနေ့တန်စားတင်တဲ့အခါမှာသူ့နဲ့အတူအဲ့ရထားလာတယ်ထားလာတဲ့အခါသူကတင့်ကိုရှို့တာတဲ့အနှင်းကလေးတွေနင်းတယ်ပြီးရင်နောက်တစ်ခါကော်ဖီအတူတောက်ကြတယ်အတူတကွရေမိုးပြောဆိုကြတယ်ရည်စရာလေးတွေပြောဖြစ်တယ်ပြီးရင်လက်ချင်းချိန်ပြီးရင်လမ်းလျှောက်ဖြစ်တယ်အဲနေ့နေစားအတူစားဖြစ်တယ်ညနေစားအတူစားဖြစ်တယ်ရုပ်ရှင်အတူကြည့်ရေးစသဖြင့်ပေါ့နော်တယောက်နဲ့တယောက်ဘလို့ပြုမှုနေထိုင်ကြသလဲဆိုတာကိုစာနေရေးချလို့ရပါတယ် ီလိုစာနဲ့ရေးချတဲ့အခါမှာလေသင်ရဲ့စိတ်ခင်စားချက်အပြည့်နဲ့ရေးချဖို့လိုပါတယ်။အဲ့ဒီတော့စာနဲ့ရေးချတဲ့အခါမှာကိုယ့်ရဲ့စိတ်ခင်စားချက်တွေထဲမှာချစ်ချင်းမေတ္တာအပြည့်ပါပါစေ၊စိတ်ချယုံကြည်နေတဲ့စိတ်အပြည့်ပါပါစေ၊ပျော်ရွှင်နေတဲ့စိတ်အပြည့်ပါပါစေ၊ကြည်နေနေတဲ့စိတ်အပြည့်ပါပါစေ။ ကိုလိုရှင်နေတဲ့ချစ်သူနဲ့အတူတကွာ relationship တစ်ခုကို ရရှိထားပြီဆိုတဲ့အခါကိုယ့်ရဲ့ emotion တွေဟာဘလို့ဖြစ်လာမလဲအဲ့ဒီ emotion တွေကိုတိဆောက်ပါစာနဲ့ရင်းရှားတဲ့အခါစာရင်းရှားရုံရှိတဲ့တဲ့မဟုတ်ပါဘူးမိမိကိုကိုအဲ့ဒီ emotion ထိမှနှိမ့်မြုပ်ထားဖို့လိုအပ်ပါတယ်ကိုလိုရှင်နေတဲ့ချစ်သူနဲ့အတူတကွာကိုလိုရှင်နေတဲ့ relationship ကိုရရှိတဲ့အခါ င့်ရဲ့ emotion အခြေအနေတွေဟာဘယ်လိုရှိနေမလဲအဲ့ဒီ emotion ထိမှမိမိကိုယ်ကိုနှိမ့်ယုတ်ထားပါသင်္ဆာနဲ့ရင်းရှားတဲ့အခါမှာသင်ရဲ့ emotion တွေဟာအမှန်တကယ်ဖြစ်နေတယ်တော့သင်စိတ်ထိမှခံစားရလေလေသင်ရဲ့ဘဝထိကိုသင်လို့ရှင်နေတဲ့ချစ်သူနဲ့အတူတကွာသင်လို့ရှင်နေတဲ့ relationship ဟာမြင်းမြင်းဆင်ဆင်ရောက်လာနိုင်နေလေပြီ ပြီးတော့နောက်ဆုံးအဆင့်မှာတော့ကျေးဇူးတင်တရားကိုလေ့ကျင့်ပေးဖို့လိုအပ်ပါတယ်။ရှေ့ကပထမပြောခဲ့တဲ့နိနေဘေဖြစ်ဖြစ်ဒုတိယနိနေဘေဖြစ်ဖြစ်အခု နောက်ဆုံးအဆင့်မှာကျေးဇူးတင်တရားကိုလေ့ကျင့်ပေးရမှာဖြစ်ပါတယ်။အဲ့ဒီကျေးဇူးတင်တရားကိုလေ့ကျင့်လိုက်ရှင်အပြင်သင်လို့ရှင်နေတဲ့ချစ်သူနဲ့ relationship ဟာသင်ဘဝအထေးကို လွေကူမြဲဆန်စွာရောက်ရှိနိုင်ဖို့အများကြီးအထောက်အကူပြုပါတယ်။ ဒီတော့တင့်အနေနဲ့ဘလို့ကျေးဇူးတင်ရမလဲဆိုရင်ငါလိုရှင်နေတဲ့ချစ်သူနဲ့အတူတကွငါလိုရှင်နေတဲ့ relationship ကိုရရှိနေပြီဖြစ်တော့ငါစိတ်ထဲမှာအရှင်းကိုဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်ဒီလိုအင်အိုးဝေကောင်းတဲ့ချစ်စရာချစ်သူမျိုးကိုပိန်ဆိုင်ထားပြီမို့လို့ငါအရင်ကျေးဇူးတင်ပါတယ်သူ့ရဲ့အချစ်ကိုကျေးဇူးတင်ပါတယ်သူနဲ့အတူတကွဆက်သွယ်နေရတာလေးကိုကျေးဇူးတင်ပါတယ်သူနဲ့အတူတကွပျော်ရွှင်နေရတာလေးကိုကျေးဇူးတင်ပါတယ် ငါ့ကိုလေးလေးနက်နက်ချစ်ခင်ပြီးရင်ငါ့ကိုအများကြီးသိတဲ့ပေးတဲ့ချစ်သူကိုပိန်ဆိုင်ထားပြီးမို့လို့ငါဟာအရင်ကံကောင်းတဲ့သူတယောက်ဖြစ်တယ်တော့ခံစားမိပါတယ်။ဒါကသင်အနေနဲ့လေ့ကျင့်ပေးရမယ့်ကျေးဇူးတင်တရားပဲဖြစ်ပါတယ်။ ဒီဂျေဇုတင်ရှင်အလေးအကျင့်ကိုတင့်အနေနဲ့စာနဲ့ရေရှားလို့လေးရသလိုနှုတ်ကလေးရွတ်ဆိုလို့ရပါတယ်။တင်ကြိတ်သလိုပြုလုပ်ပါ။အဲ့ဒီဂျေဇုတင်တရားအလေးအကျင့်ကိုလေ့ကျင့်တဲ့အချိန်မှာတင့်ရဲ့ vibration နဲ့အခြေအနေဟာအရင်ကိုမြင်နေပါလိမ့်မယ်။တင့်ရဲ့စိတ်ချမ်းသာမှုတွေစိတ်ကျန်းမာမှုတွေစသည်ဖြင့်အဲ့ဒီလိုမျိုးတင့်ရဲ့စိတ်ခံစားချက်တွေအရင်ကိုကောင်းဝင်နေပါလိမ့်မယ်။ ဒါသည်ပင်သင်လိုရှိနေတဲ့ဘဝအရှိအနေကိုမြင်ဆင်စွာရောက်ရှိစေနိုင်ဖို့သင်ရဲ့ manifestation ကိုအချိန်အဟုန်မြင့်တင်လိုက်တာပဲဖြစ်တယ်အဲ့ဒီတော့သင်လို့ရှင်နေတဲ့ချစ်သူနဲ့ relationship ကိုဘလို့ပုံစံဘလို့နိမ့်နေမျိုးနဲ့ပဲ manifest ပြုလုပ်တာပဲဖြစ်ဖြစ်သင်စိတ်ကူးရင်နေတဲ့အခိုက်အတန့်လေးမှာတော့အဲ့ဒါသည်အမှန်တကယ်ဖြစ်နေတယ်တော့သင်စိတ်ထိမှခံစားပြနေဖို့လိုပါတယ် ပြင်းရင်ကျဲတဲ့နေ့တနေ့တာအချိန်တွေထဲမှာလေတင်လို့ရှင်နေတဲ့ချစ်သူကို ရရှိနေပြီးပြီမို့လို့သင်စိတ်ထဲမှာလုံခြုံမှုတွေကျေနပ်မှုတွေဝမ်းမြောက်ဝမ်းသာဖြစ်မှုတွေနဲ့ပဲနေထိုင်လိုက်ပါသင်လိုရှင်နေတဲ့အချစ်ကိုရဖို့လိမ့်နေစရာလေးမလိုဘူးတစုံတယောက်ကိုဖိအားပေးနေစရာလေးမလိုဘူးအလွန်အကျွံတွေးတောနေစရာလေးမလိုဘူးအခုပြောခဲ့တဲ့အတိုင်းသာပြုလုံးဆောင်ရွက်ပါ သင်လိုရှင်နေတဲ့ချစ်သူနဲ့ relationship ကိုရရှိပိန်ဆိုင်နေပြီးသား energy နဲ့ပဲအတူတကွနေထိုင်ပါ universe ကသင်လိုရှင်နေတဲ့ချစ်သူနဲ့ relationship ကိုတည်ယူလာပေးပါလိမ့်မယ် ဒီတော့သင်အနေနဲ့လီချင်းဖို့ပဲလိုပါတယ်လီချင်းတဲ့အခါလေးတသမဲတေးတာလီချင်းပေးပါဒီနေ့တော့ပြုတ်လုတ်တယ်နောက်နေ့တော့မပြုတ်လုတ်ပြန်ဘူးဆေးရဲလောက်ကြာပြီးခါမှနောက်တစ်ချိန်ပြင်လုတ်တယ်ဆိုရင်တော့သင်ရဲ့ manifestation ကအလုပ်ဖြစ်မှာမဟုတ်ပါဘူးသင်ဟာစင်ဆဲမပြဲလီချင်းပေးနေဖို့တော့လိုအပ်ပါတယ် အခုပြောခဲ့တဲ့နည်းလမ်းတွေကိုစင်ဆက်မပြတ်လေ့ကျင့်ပေးရှင်းအဖြစ်သင်လို့ရှင်နေတဲ့ကောင်းဝင်တဲ့ချစ်သူနဲ့ကောင်းဝင်တဲ့ relationship ကသင်အတွက်စောင့်ကြိုနေပါလိမ့်မယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်